အဲ့တလိုင်းတက်ဖွဲ့တွေကလည်းတင်းနေရပါဘာငါတို့စိန်ခေါ်တော့ကစိန်ခေါ်ပြီးရောပါနော်အခုတက်တော့မတက်သေးဘူးဒီကောင်းလေးကဒုက္ခပဲကွာဆိုအဲ့လိုတောင်ဖြစ်နေရပါနော်အင်အား200နဲ့တက်ခဲ့ဆိုပြီးစိန်ခေါ်တဲ့ကောင်ကအခုပြေးတာမှအမီတောင်မှမမြင်ရတဲ့အနေထားပါနော်မင်္ဂလာပါ။အဲကျွန်တော်ကင်းပြည်နယ်မှာပေါ့နော်။တောင်ပိုင်းမှာစကန်းသိန်းနေအဲပြီးရင်စစ်ကောင်စီရဲ့ လဲလဲအကွဲကွဲတရင်ကောင်းနေပေါ့နော်အဲ့ဒါတွေကတောက်လျှောက်ကိုကြားနေရတယ်နေ့စဉ်ကိုကြားနေရတယ်ရက်ဆက်ပေါ့နော်နေ့စဉ်ရက်ဆက်ကိုကြားနေရတယ်ဘက်စကန်တော့တင်းသွားပြန်ပြီဘက်စကန်တော့ထွက်ပြေးသွားပြန်ပြီဆိုတဲ့တရင်ကောင်းနေရတောက်လျှောက်ကြားနေရတယ်အခုလဲမော်ကီစကန်ကဒလင်းတပ်ဖွဲ့ထပ်ပြီးတော့တင်းပတ်လိုက်ပြီပေါ့နော်အဲ့ဒီကောင်းနေထွက်ပြေးသွားတယ်အဲအဓိကတော့ကနဲလေးကိုတိုက်နိုင်တဲ့အချိန်မှာပေါ့နော်ကနဲလေးရသွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဟိုနေ့ကပြောလို့ပဲဒီကနဲလေးကဒီဝေါ်လီနဲ့မော်ခီနဲ့ကြားပေါ့နော် ဟိုပြင်တို့အကွက်ဝိုက်ကြီးပေါ့နော်အဲတပတ်ကြီးကွေနေရပါပေါ့နော်အဲ့တော့ကျတော့ကနဲလေးဈားတွေကဖောက်ပြီးတော့အဲဥစ္စာကိုတော်လိုင်းတက်ဖွဲ့တွေကတင်းပတ်လိုက်တဲ့အခါဒီမော်ကီယာကောင်တွေကဘလုံးမှမနေရတယ်လို့အခုဆိုထွက်ပြေးတဲ့အစင်းကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ကြောင့်အဲပြန်ကြည့်မယ်ဆိုရင်ကျွန်တော် ရှေ့မှာတေဘောဘိုးပေါ့နော်အဲတေဘောဘိုးကိုစစ်ကူလာတဲ့စစ်ကြောင်းတစ်ကြောင်းလုံးပျောက်နေတဲ့အခါမှာပေါ့နော်ရွှေမြန်အဖွဲ့တွေကထွက်ပြေးတယ်အဲပြီးတော့အာကနဲလေးပေါ့နော်အဲကနဲလေးကိုတိုက်နိုင်တဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေတင်းပတ်လိုက်ပြီးဆိုတဲ့အချိန်မှာ ်ဘီယင်တော်ကောင်နေထွက်ပြီးတော့ပြေးတယ်ဘီယင်တော်ကောင်နေဆိုရင်ထိုင်းဘက်ခြမ်းအောင်ထွက်ပြေးတယ်ပေါ့နော်အခုဆိုရင်ဒါမော်ခီးကထပ်ပြီးတော့ထွက်ပြေးတယ်အဲအဲ့တော့ကျတော့ဒါနေ့စဉ်ရက်ဆက်ကိုသတင်းကောင်းနေပြိနေတာပေါ့ဗျာအဲ့ဒါမြေနေထားရပြောမယ်ဆိုရင်အပေါ်ကနေဆင်းလာမယ်ဆိုရင်ဘလဲတူကနေရင်လာတယ်ပြီးရင်တိဘောဘူးလာမယ်အဲ့ပြီးတော့ဒါဥက္ကဋ္ဌလာမယ်အပြင်ဒီဘက်ဆက်သွားမယ်ဆိုရင်ဝေါ်လီလာမယ်အပြင်ကနဲလေးလာမယ်ပြီးအောက်ကိုပြန်ဝိုက်ပြီးတော့မော်ခီးလာမယ်ပေါ့နော်အဲကြတော့ဘလဲတူကလည်းကုံသွားပြီ ဒီဘောဘုတ်ကြံနဲ့ဥက္ကဋ္ဌကြံနဲ့ဝေါ်လေးကြံနဲ့အဲနောက်မှာ၃ဘွဲ့ဆိုင်ပုံစံလေးကြံနေတာပေါ့နော်အဘေးပါရှိတဲ့ကနေလေးလည်းကုံသွားပြီမော်ကီးလည်းကုံသွားပြီဆိုတော့အဲဂျားထဲမှာ၃ဘွဲ့ဆိုင်စကန်၃ခုကြံနေတဲ့ပုံစံပေါ့နော်လိုက်ထဲမှာမှာဒီဘောဘုတ်ကလည်းခြေနေမကောင်းဘူးအပြီးတော့ဒါဝေါ်လင်းနဲ့ဥက္ကဋ္ဌနဲ့၃ခုကတော့အဲနည်းနည်းကတ်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့အင်းဒီစကန်ကြံနေတဲ့၃ခုထဲမှာမှာအင်အားရကြည့်မယ်အခြေအနေရကြည့်မယ်ဆိုရင်တေဘောဘူးတေဘောဘူးကအခုအခြေအနေမကောင်းဘူးနေလာညလာဖြစ်နေပြီပေါ့နော် ဘာလို့လဲဆိုတော့တေဘောဘုတ်ကိုစစ်ကူလာတဲ့စစ်ကြောင်းဒါအင်အား90ကျော်ပါလဲစစ်ကြောင်းတစ်ကြောင်းလုံးပျောက်သွားတယ်ပေါ့နော်အဲပြီးတော့ဒါလက်နက်ခဲအနေနဲ့အများကြီးရတယ်ပြီးရင်နောက်ဆက်တွဲသတင်းကောင်းတွေအနေနဲ့လည်းထွက်ပြေးတဲ့ကောင်တွေကိုလိုက်လံရှင်းလင်းတဲ့အခါမှာထပ်ပြီးတော့အရှင်ဖမ်းမိရတယ်လည်းရှိတယ်ပေါ့နော်ပြီးတော့သူတို့တွေရဲ့ပြောကြားချက်အရာကိုပဲစစ်ကောင်စီတပ်သားတွေကစိတ်ဒကြနေတယ်စစ်တိုက်လို့စိတ်မရှိတော့ဘူးတိုက်လို့ခိုက်လို့စိတ်မရှိဘူးသူတို့ကိုခိုင်းလို့ဒါသွားနေရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော် တော်တော်ကိုစိတ်သက်ပြည့်ရင်းနေတဲ့အနေထားလူလိုင်းတက်ဖွဲ့နေတွေ့တာတော့ပျော်နေတဲ့ပုံစံမျိုးရှိလောက်တယ်ဗျ။အဲဒါကြတော့တိဘောဘုတ်ကလာမဲစစ်ကူကလည်းမရှိတော့ဘူးဖြစ်တဲ့အတွက်သူ့တက်ကအချိန်နေမကောင်းဘူး။အဲ့တော့ဒီပြင်းတော်ကကောင်နေကလည်းထွက်ပြေးကြတယ်ထွက်ပြေးကြတော့ကြတော့အဲဒီထိုင်းဘက်ကိုရောက်တဲ့ခါမှာထိုင်းကလည်းခုနလိုမြန်မာစစ်တပ်ဘက်ကိုပြန်လွှဲမယ်မင်းအောင်လိုင်ဘက်ကိုပြန်လွှဲမယ်ဆိုတဲ့ခါကျရင်ဒီစကန်တွေကိုပဲပြန်ပို့မှာပဲပေါ့နော်အဲပြီးတော့ကြတော့ဒီရွှေရင်းမြိုင်ထွက်ပြေးတဲ့အဖွဲ့တွေဆိုရင်လည်းဒါဥက္ကဋ္ဌကိုသွားပေါင်းနေဆိုပြီးတော့လည်းယူဆနေကြတယ်ပေါ့နော်အဲ့တော့ကြတော့အဲ့မှာတော့အင်အားရှိကောင်းရှိမယ် ပြီးတော့သူတို့အနေနဲ့ကဒီဥက္ကဋ္ဌဆိုတဲ့စကမ်းကသူတို့စိတ်တဲ့စစ်စင်လောက်ခဲ့တဲ့စကမ်းပေါ့နော်ဒီဝါရဖြန့်ချည်ရဲ့အတွက်ဒီဇကားတွေရိုက်ပြီးတော့ဝါရဖြန့်ဇကားရိုက်ပြီးတော့ပေါ့နော်ဒါသိလိုက်ကြမှန်းထင်ပါတယ်အဲငယုတ်သီးစက်တာတွေမစက်တာတွေဒါတွေပြောသွားတယ်အဲပြီးတော့ကြတော့ drone နဲ့လာကျဲတဲ့ချိန်မှာအဲ drone ကို Michael Jackson အကနဲ့ကပြတဲ့ကောင်းနေပေါ့နော်အဲအဲ့လိုကောင်းမျိုးတွေပေါ့နော်အဲအဲ့လိုစကမ်းမျိုးသူကဝါရဖြန့်ပြီးတော့ဒီစကားကိုရိုက်တယ်ဒီစကမ်းရဲ့ဟာကိုသူကခံစစ်ဘလို့တော့မှပြင်ခဲ့တယ်ဘလို့တော့ အဲပြန်ပြီးတော့ထိန်းနိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဘက်ကသူတွေကိုစိတ်သက်တက်ကြွအောင်သူကတမင်ရိုက်ပြခဲ့တဲ့လိန်လေကိုရိုက်ပြခဲ့တဲ့ဝါရဖြတ်ဇာကအဲ့ဇာကတစ်ခုလုံးရိုက်ပြီးတော့ဝါရဖြတ်ထားတာဖြစ်တဲ့အတွက်စိတ်သက်မြင့်တင်ထားတာဖြစ်တဲ့အတွက်ဒီစကန်ကသူတို့အတွက်အရေးကြီးတယ်ကြလို့မရဘူးအဲအဲ့ကြတော့တေချာဘောက်ဒီစကန်တွေကိုလည်းသူတို့စစ်ကူပို့လိုက်မယ်ပြန်ပြီးတော့ခုနလိုဖန်စီယာမီလို့ဒါပြန်ပြီးတော့ပို့လိုက်တဲ့သူတွေပေါ့နော်ထိုင်းဘက်က ရောက်လာတဲ့အဖွဲတွေပေါ့နော်အဲ့ဒီအဖွဲတွေကလည်းဒီလိုနေရာမျိုးကိုသွားပြီးတော့ပို့ကောင်းပို့နိုင်တယ်ပေါ့နော်အဲ့ကြောင့်ဥက္ကဋ္ဌကလည်းဒါဇလိုင်းတပ်ဖွဲ့တွေအနေနဲ့ဆိုရင်ပြန်ပြီးတော့ကျုံးတဲ့အခါမှာအကျိုးမြတ်အများကြီးရမယ်ဟာပေါ့နော်ဘုဘကကောင်တွေရဲ့စိတ်သက်စိတ်ဆင်ရေးကိုလည်းပြန်ပြီးတော့ရိုက်ချိုးနိုင်တဲ့ပုံစံမျိုးဖြစ်သွားမယ်အဲဒီကောင်တွေပြောမင်းတို့မင်းတို့လုတ်ပြဆိုတဲ့ဟာပေါ့နော်ပြန်လုတ်ပြစမ်းဆိုပြီးတော့အဖွဲတွေကခိုင်းလောက်တယ်ပေါ့နော်အဲကျွန်တော်တို့အောက်ရှင်မှာ ဲတပ်ဖွဲ့ရင်းနဲ့ပြောရတဲ့ခါမှာလည်းအဲ့လိုမျိုးကြိုက်တာပေါ့နော်အဲအဲ့လိုဟာမျိုးအချိန်ကိုစောင့်နေတာပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်းနေဝါရဖြတ်ပြီးလုပ်ခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော်မိုက်ကယ်ဂျက်ဆန်ကအကပြတဲ့ဟာတွေပေါ့နော်ကျွန်တော်မိလို့ရတယ်အဲ့ကောင်းနေကခိုင်းအောင်ပါအဲ့လိုပုံစံမျိုးပါအဲ့တော့ပွဲကြီးပွဲကောင်းနေဖြစ်လာနိုင်တဲ့အနေထားပေါ့နော်အစစ်ကောင်စီဘက်ကလည်းအရင်ရေးကြည့်သလိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းဒီဥစ္စာအရေးပါနေတယ်ပေါ့နော်နောက်တစ်ခုကတော့ဝော်လီပေါ့ဝော်လီကလည်းအဲသူတို့အတွက်အခိုင်အမာခံစစ်စခန်းမျိုးဖြစ်တဲ့အတွက်ပေါ့နော်သူကဒီဘင်းနောင်တို့ကနေလေးတို့ဒီဖွဲ့တွေက ထွက်ပြေးကြရရှိတယ်အဲ time ပဲရောက်သွားရရှိတယ်အဲ့အဖွဲတွေကိုပြန်ပြီးတော့အဲဒီနေရာတွေမှာပြန်ပေါင်းနိုင်တာရှိတယ်နောက်တစ်ခုကနှစ်ခုငါးပေါ့နော်ပြန်ပေါင်းနိုင်တာရှိတယ်အဲ့ကြတော့ဒီ volley ကလည်းနောက်ထပ်သူတို့အင်အားတွေစုစည်းမဲ့နေရာမျိုးအဲပြီးတော့ကျသူကသုံးပွင့်ဆိုင်ပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်စခန်းတစ်ခုနဲ့တစ်ခုကိုလက်နဲ့ကြီးပဲဖြစ်ဖြစ်အဲခုနလိုစစ်ခုပဲဖြစ်ဖြစ်အလွယ်တကူပေါ့နော် နီနီကက်ကက်ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်လောလောကူကူသွားနိုင်နောက်လိုမြဲအနေထားဖြစ်နေတာလည်းပါတယ်အဲ့ကြစကန်း3ခုလုံးကတဏီယာတည်းရှိနေတယ်လို့မျိုးတော့ဖြစ်နေတာပေါ့ဒါပေမဲ့လည်းဟိုအရင်ကက်နေတာမျိုးတော့လည်းမဟုတ်ပါဘူးဒါပေမဲ့သူတို့အနေနဲ့အရှိကစကန်းနေတဲ့စာရင်သူကနည်းနည်းနှီးတယ်ပေါ့ပြစ်ကူပေးမယ်ဆိုလည်းမြန်တယ်ပေါ့အဲအဲ့လိုပုံစံမျိုးစစ်ကူပေးမယ်ဆိုလည်းမြန်တယ်ပေါ့အဲ့လိုပုံစံမျိုးတော့ဖြစ်နေတာရှိတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကြောင့်ရှေ့မှာတိမ့်တိမ့်လိုက်နိုင်တယ်ပေါ့နော်မြင်းအောင်စကန်းကုန်းပေါ့နော်အဲမြင်းအောင်စကန်းကုန်းက နောက်ဆက်သွဲသတင်းကောင်းပေါ့နော်သတင်းကောင်းဆိုကျွန်တော်အဲ့နေ့နေရာသိပါတယ်ဒါပေမဲ့အဲအခုပြောပြမယ်ပေါ့နော်အဲ့ဒါဗာလဲဆိုတော့ဒီစကန်ငုံငါကောင်နေရတဲ့ဒေါ်လာအင်တက်ဖွဲ့တွေကိုစိန်ခေါ်ဘူးတဲ့စိန်ခေါ်တော့ကသူကဘယ်လိုစိန်ခေါ်လဲဆိုတော့ဒီစကန်ငုံမှာရှိတဲ့အင်အားထက်အစဘလောက်လောက်ပေါ့နော်အစ10စပဲဖြစ်ဖြစ်အစ20ပဲဖြစ်ဖြစ်ဒါလိုပုံစံမျိုးသူကတွက်ချက်ပြီးတော့သူကမင်းတို့အင်အား200နဲ့တက်လာခဲ့ဆိုပြီးသူကစိန်ခေါ်ဘူးတဲ့အဲဒါအိုင်ကိုတင်းအောင်ဆိုတဲ့ကောင်ပေါ့နော်စစ်ဖို့ဆိုတဲ့ကောင်အဲ့ကောင်စိန်ခေါ်ဘူးတဲ့ဒါပေမဲ့လည်းတကယ်တကယ်ကနေလေးကိုပြင်းလဲပြင်းရောပေါ့နော် ရက်ကောင်တွေဘယ်လိုဘယ်ချိန်ကနေထွက်ပြေးသွားမှန်းတော့မသိဘူးတဲ့အဲ့အဲ့လိုပုံစံမျိုးနော်ဘင်းတော်ကောင်တွေတခါလေထွက်ပြေးကြရရှိတယ်အဲ့ထဲမှာခုနစိန်ခေါ်တဲ့အိုင်ဝင်းသိအောင်ဆိုတဲ့ကောင်တော့ပါတယ်ပေါ့နော်အဲ့တလိုင်းတက်ဖွဲ့တွေကလည်းတင်းနေရပါဘာလို့စိန်ခေါ်တော့စိန်ခေါ်ပြီးရောပေါ့နော်အခုတက်တော့မတက်သေးဘူးဒီကောင်တွေကဒုက္ခပဲကွာဆိုအဲ့လိုတောင်ဖြစ်နေရပါနော်အင်းအား200နဲ့တက်ခဲ့ဆိုပြီးစိန်ခေါ်တဲ့ကောင်ကအခုပြေးတာမှအမီးတော်မှမမြင်ရတဲ့အနေသားပေါ့နော်အဲ့တော့ဒီကောင်တွေရဲ့အခုနောက်ပိုင်းနေသားကြည့်ရရင်ရှေ့ကစကန်းနေဘလို့အခြေအနေရှိသလဲဆိုတော့အရင်ကြည့်တဲ့ပုံစံဖြစ်နေတယ် အဲ့ရှေ့ရစကန်းနေရှေ့ရစစ်ကြောင်းနေအချင်းနေမကောင်းဘူးဟဆိုတာနဲ့နောက်ကစကန်းနေကကုန်ပြေးတာအတော်တော်ကိုအချင်းနေဆိုးရွားနေတဲ့အနေထားသူတို့တွေစိတ်သက်တွေပြက်စီးနေတဲ့အနေထားပေါ့နော်အဲ့ပြီးတော့တစ်ဖက်နိုင်ငံမှာသွားပြီးတော့ပေါ့နော်အဲသူတို့ဘပ္ပာကြီးရဲ့တိတ်ခါကိုတချနေတာပေါ့ဘပ္ပာကြီးကတော့အဆင့်38တွေပါညာရှောက်អော်နေတာပေါ့နော်သူတို့အောက်မှာရှိတဲ့စစ်သားတွေကတော့တခြားနိုင်ငံကစစ်သားတွေရဲ့ဟာဟိုပါပေါ့နော်အဲထိမ့်သိမ့်ချင်းကိုခံနေရတယ် ကူဝေးပါကဲ့ပေးပါပါเนาะအဲဟိုနေ့ကသတင်းတစ်ခုဆိုရင်ဒီအဖွဲတွေကိုနှင်ထုတ်နေတယ်ဗောနော်ပြန်တော်မှနှင်ထုတ်နေတယ်ဆိုရဲဟာမျိုးတွေတွေ့ရအဲဘလောက်တော့မှဒါမင်းအောင်လိုက်တိတ်ခါကြလိုက်မလဲဗောနော်အဲတို့ရဲ့စိတ်ဓာတ်ကတော်တော်လေးပျက်စီးရွရွနေတဲ့နေထားနောက်တစ်ခုကတော့နှစ်ခွန်9ဗောနော်နှစ်ခွန်9ကမနေ့ကလှုပ်လှုပ်ရွရွဖြစ်တယ်အဲဒါတော့ဒါဒီရှိကစကန်နေစစ်ကြောင်းနေတိုက်ခိုက်တာတွေတိမ့်ပိုက်တာတွေကိုတော်လိုင်းတက်ဖွဲ့တွေရဲ့ဇက်တိုက်ပြုတ်လောက်လာနိုင်တဲ့အခါ ဒီတက်သေးကနေပြီးတော့ဗောနော်လက်နက်ကြီးပြစ်ခတ်မှုတွေရှိတယ်။စွမ်းအားကုန်ကဝါဝေးတွေအစားပြစ်ခတ်နေရမျိုးတွေရှိတယ်ဗောနော်။အဲသူတို့အတွက်ကြောက်ကန်ကန်ပြီးတော့ပြစ်ခတ်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲကြောင့်အဲဒေါ်လာရင်းတက်ဖွဲ့တွေကတော့ဒါအမြဲတမ်းတရားတွေကြုံတွေ့နေရဖြစ်တဲ့အတွက်ဗောနော်။တိတ်ဒါသူတို့ကတော့မစိုးရင်မှာမဟုတ်ဘူး။ဒါပေမဲ့ပြည်သူတွေအတွက်ကြတော့ဒါဒေါ်လာရင်းတက်ဖွဲ့တွေကစိုးရင်ကြတယ်ဗောနော်။အဲကြတော့ဒီခုနလိုပြင်ဆင်ကြရှိရပြင်ဆင်ထားစီခြင်း ਨੇ အဲခုနလိုဗောနော်။အဲဘုံဟုတ်ခြင်းတော့ဘာလို့ဆိုရင်လဲဒါပြင်ဆင်ထားတဲ့နေဗောနော်။ဒီကောင်တွေက ပြည်သူတွေရှိပါတယ်ဆိုတဲ့နေရာတွေကိုကြည့်ပဲရွေးချယ်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဒါကပြည်သူတွေအတွက်တော့ဆိုးရင်ရတယ်အဲ့တော့ကြာပြည်သူတွေအနေနဲ့လည်းသတိထားစီခြင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအခုဆိုရင်သူတို့ပုံစံကဘယ်လိုဖြစ်နေလဲဆိုတော့ဒီနှစ်ခွန်ငါးတဲကိုပဲသွားသွားပြီးတော့ပေါင်းနေတဲ့အင်အားတွေကတဖြည်းဖြည်းများလာတယ်အခုတိရသလောက်ဆိုရင်အင်အားက6900ဝန်းကျင်လောက်တော့ရှိနေပြီပေါ့နော်အင်အားကတဖြည်းဖြည်းနဲ့တော့သူတို့ထဲမှာသွားသွားပြီးတော့ဆူဖွဲ့မိနေတဲ့ပုံစံမျိုးဒါပေမဲ့စိတ်သက်တွေကတော့ အဲဟိုကနေပြီးထွက်ပြေးလာတာမျိုးဒီကနေပြီးဆုံးသွားလာတာမျိုးဒါမျိုးပုံစံမျိုးတွေဖြစ်နေတော့စိတ်ဓာတ်တွေကတော့ကြာဆင်းနေပါတော့ပြီးတော့စစ်ကူဆိုတဲ့အနေထားမှာလဲတော့မသွားခြင်းမလာခြင်းနဲ့ရောက်လာတဲ့စစ်ကူမျိုးတွေပဲဖြစ်တယ်ပေါ့နော်အနည်းကတော့မင်းတို့ဒီနေရာကိုသွားပြီးတော့တိုင်ရမင်းတို့ဒီနေရာကိုရောက်အောင်ယူရမယ်ငါတို့ဒီနေရာကိုသွားမယ်ချမယ်လုံမယ်ဆိုတဲ့စိတ်နဲ့လာတာမဟုတ်ဘူးငါတို့အဲ့ကိုအနေနဲ့ကင်းကင်းရောက်သွားရင်ပြီးတာပါပဲကွာဆိုတဲ့စိတ်နဲ့လာကြတာဖြစ်တဲ့အတွက် အဲအဲ့မှာစိတ်သက်ကတော့တော်တော်လေးဒါတော်လိုင်းတက်ဖွဲ့ရင်းနဲ့ကွာခြားရတယ်ပေါ့နော်အဲ့တော့ဒီကောင်းလေးလည်းကျုံခံရတဲ့ချိန်မှာမရှိမလားဖြစ်အောင်မယ်လို့လည်းဒါကြောင့်တော့ယူဆတယ်အဲပြီးတော့သူ့ရဲ့နေထားဘယ်လိုဖြစ်နေလဲဆိုတော့တခုလာရှိအဲဒါဗမော်ဖြစ်စဉ်လိုမျိုးဖြစ်နေရပါတော့အဗမော်မှာဆိုလည်းအဲ့လိုပဲရှေ့ကကာကင်းစကန်းနေစကန်းနေပြီးရင်တရင်ဌာနချုပ်တွေပြီးတော့ရှေ့တန်းစကန်းနေ အခိုင်မှာခြေကုပ်စကန်နေအဲစကန်နေကို GN နဲ့ဒေါ်လိုင်းတက်ဖွဲ့တွေ PD တက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လာနိုင်တဲ့အခါတဖြည်းဖြည်းနဲ့ထွက်ပြေးထွက်ပြေးထွက်ပြေးနဲ့ဒါစားက20တိထဲမှာတဆုတယ်ပေါ့နော်အခုဒါနှစ်ခုငါပုံစံဆိုလဲအဲ့လိုပုံစံမျိုးဒါတဖြည်းဖြည်းပုံပေါ်လာနေတယ်ပေါ့နော်တူလာဆိုလို့ဒါတက်မှမှုဥဆောင်နာချင်းတူမယ်မတူလာဆိုရင်တော့မြေနေထားတွေရှိမယ်ပြီးရင်တူတဲ့အခြေအနေတွေကခုနပြောတဲ့အခြေအနေတွေရှိမယ်ပေါ့နော်အဲကြောင့်ဘလိုပဲဖြစ်ဖြစ်အချိန်တိုင်းတော့ဒေါ်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခံရမယ် ပုံစံမျိုးပဲလို့ပဲဒါယူဆရတယ်ဗောနော်အဲ့တော့ဒီအခုလက်ရှိဇက်တလုံးမှာကိုပဲကြားနေရတဲ့သတင်းတွေကအရန်ကောင်းတယ်ဒေါ်လာတက်ဖွဲ့အတွက်ကောဒေါ်လာပြည်သူတွေအတွက်ကောရှေ့ဆက်ရမယ်ဒီခရီးအတွက်ဗောနော်ခွန်အားတွေတကယ်ဖြစ်စေတယ်ပြဇလိုင်းတပ်ဖွဲ့အနေနဲ့ဆိုလဲလက်နက်တွေ KN နေအများကြီးရတယ်ဗောနော်လက်နက်ကြီးတွေအားစရတယ်ဒါတွေကသူတို့အမြဲတမ်းမျှော်လင့်နေတဲ့အရာဖြစ်တယ်ပြီးတော့သူတို့မျှော်လင့်နေတဲ့အနေထားဘာဖြစ်လဲဆိုတော့အမြဲတမ်းတိုက်ဖို့အတွက်မျှော်လင့်နေတာအဲ့လိုမျိုးတိုက်ခွင့်လဲရပြီလဲဆိုတော့အဖွဲ့တွေကထိန်းလို့ကိုမရတော့ဘူး အခုဘယ်ဖွဲ့နေပဲစကားပြောလိုက်ပြောလိုက်ဘယ်သူနဲ့ပဲစကားပြောလိုက်အကုန်လုံးကတက်ကြွပြီးတော့ကြိတ်မယ်ဆိုတာကြီးပဲပေါ့နော်အားလုံးကဘိုးသတင်းကောင်းတာစောင့်နေအခုသတင်းကောင်းတာစောင့်နေအဲ့လိုပုံစံမျိုးတွေကြီးပဲကျွန်တော်တို့တွေကြားနေတွေ့နေရတော့ကျွန်တော်ကိုယ်တိုင်ဆိုတာတကယ်သူတို့အတွက်လေးစားဂုဏ်ယူရတယ်ပေါ့နော်ပြီးတော့ဒေါ်လင်းကဟာမြန်မြန်ပြီးတော့မလားဆိုတဲ့အတွေးတွေနဲ့ကျွန်တော်တို့လည်းပြောရတယ်ဒါပေမဲ့အဲ့တခုရှိရကျွန်တော်တို့ဒီလိုမျိုးတက်ဖွဲ့တွေကဒီလိုမျိုးတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကိုပြည်သူတွေရဲ့အထောက်ပံ့နေအများကြီးလိုအပ်တယ် အပြည်သူတွေလည်းကုနေကြပါတယ်ဒါပေမဲ့လည်းမြန်မြန်ပွက်ပြက်ဖို့အတွက်ဆိုရင်တော့ဒီထက်ပိုပြီးတော့မြန်မြန်လေးကျွန်တော်ယုံထားနိုင်ဖို့လိုတယ်အဲပြီးတော့ဒါတိုက်ခိုက်သိမ်းပိုင်းမှုတွေမှာအတက်နယ်တော့ပါဝင်ပေးတာမျိုးကုညီပေးတာမျိုးတွေကျွန်တော်ဝန်ရံစေချင်တယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်